မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ live လဲစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတယ်အာနာဆက်နီဥပရေ48ရက်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးသွားကျွန်တော်ကတော့နီဥပရေ32အကြိုက်ဆောင်ပြီးကိုကြိုးရှာပါသဘောတရားအမှန်တရားအမှန်စကားကလဝင်ခါလို့ရှောင်ကြတယ် စိတ်ခန္ဓာရင်တကယ်ရှိမှအမှန်တရားကိုလက်သိခံနာထောင်ပါခန္ဓာရင်မရှိသေးပဲအမှန်တရားကို သွားစွာမိရင်အမြတ်ဒေါသထွက်ရပြီးအရှက်တကွဲအကျိုးနဲ့ရတတ်တယ်ဘဝဆိုတာအင်မတန်ကြမ်းတမ်းပါလေကားသက်စရာတွေကြီးပါပဲရက်ဆက်မှုတွေကလည်းကင်းလွတ်တဲ့စိတ်ကူးရင်အိမ်မက်ရဝင်းဟာလက်တွေ့မရှိပါဘူးဒါကြောင့်စိတ်ဆင်းရဲမှုတွေကလည်းလွန်မြောက်သွားအောင်စိတ်ကူးရင်ဆန်တဲ့တွေးခေါ်မှုမျိုးနဲ့ အမှန်တရားကို ဖုံးကွယ်ပြီးအစာထိုးတက်တဲ့သူတွေရှိပါ ರಿ ။ကန္နာရတွေက oasis လိုမျိုးခေါနာရအရာတစ်ခုဖန်တီးပေးလိုက်တယ်လို့ဖြစ်သွားတာကြောင့်အမှန်တရားကိုကြောခိုင်းပြီးလှည့်စားမှုတွေနဲ့အရေးအယံရက်ဝင်းတဲ့ကိုထိုးဆင်းကျင်သူတွေအများကြီးရှိပါ ರಿ ။စိတ်ကိုရင်ဆန်တဲ့သူတွေရဲ့အယုံလွယ်မှုကို အလိုကျအကြိုက်ဆောင်ပြီးဩဇာအာဏာအရှိန်အဝါကြီးမားအောင်ကိုကြိုးရှာလို့ရပါ ರಿ ။နေစဉ် စိတ်ကိုရင်ဆန်မှုတွေဆိုတာကတဝူးတယောက်ထဲနဲ့အလုံးမဖြစ်ပါဘူး။နေစဉ်နဲ့အမျှဂျုံတွေးရတဲ့အငင်းငွေပွဲရနေတူစိတ်ဆင်းရဲစရာတွေအားလုံးရဲ့ဆန့်ကျင်ဘက် ဖီလာကလန်ဖြစ်နေမှသာအလုံးဖြစ်တာပါ။အမှန်တရားကိုထင်အောင်မှားမှုတွေနဲ့ဖုံးကွယ်လိုက်ပြီးစိတ်ကူးစိတ်တန်းတွေရဲ့အထင်အကုန်မဲ့တွေးဆမှုတွေကြောင့်စိတ်ခံယူချက်ဆိုင်ရာအိမ်မက်ရပ်ဝန်းအသွင်ပြောင်းလဲသွားတာဖြစ်ပါရီ။အမှန်တရားကိုစိတ်ကူးရင်ဆန်မှုတွေနဲ့အစာထိုးသွားအောင်လှုံ့ဆော်ပေးနိုင်သူတွေမှာ သူမတူထူခဲ့တဲ့အရှိန်အဝါတွေရှိပါတယ်။စိုက်ခံစားချက်တွေကိုအခွင့်ကောင်းယူပြီးစိုက်ကူးရင်ဆန်တဲ့အထွေအကျန်တွေနဲ့အမှန်တရားကိုဖုံးကွယ်သွားအောင်တိုက်တွန်းနိုင်ကြတာကြောင့်စိုက်ကူးရင်ဆန်မှုအပေါ်ဒါယာမိသွားတဲ့သူတိုင်းကြိုးကြောင်မြင်သိနိုင်စွမ်းပျောက်ဆုံးသွားပါတယ်။အမှန်တရားကိုလက်ခံပြီးယက်တီနေကြတဲ့သူတွေမဟုတ်တော့ပဲစိုက်ကူးရင်ဆန်တဲ့အထွေအမြင်အပေါ်အခြေအမြင်မရှိယက်တီတဲ့သူတွေဖြစ်သွားတဲ့အခါ စိတ်ကူးရင်ဆန်တဲ့အိမ်မက်ရဲဝင်းကို ဖန်တီးပေးတဲ့သူအပေါ်ကိုကိုမိတွယ်မှုတွေများသွားပါရင်တတိမဖြစ်နိုင်တဲ့လူနေမှုဘဝမျိုးနဲ့ဆွဲလာတိုင်းရောင်လို့ရောင်မမတ်မောမိပါစေနဲ့အမှန်တရားနဲ့ချင်းချင်းပါ ဖြစ်နိုင်တာအထက်ပုံနေပြီစိတ်ကူးရင်အိမ်မက်ထဲကလူမျိုးဘဝကို ပေးနိုင်တယ်လို့ဆိုလာပြီအယုံသွေးလာရင်တေးကြပါရင်ကိုယ့်အပေါ်အမျက်ထုတ်ဖို့စကားစာနေတာပါ အမှန်တရားကိုမျက်ခွေပြုပြီးထင်ရောင်ထင်မှားမှုတွေနဲ့တတလုံးအချင်းကြားမဲ့ဘဝကိုတန်တမမောပြီးမตายရမိပါစေနဲ့အမှန်တရားကိုလက်ခံဖို့ထက် စိတ်ကူးရင်ဆန်တဲ့လူနေမှုဘဝမျိုးအပေါ်ตายရမိကြမှာပါပဲစိတ်အားသာဖြစ်ဖို့အတွက်တတနဲ့မမိုက်မဲပါနဲ့လူတွေနဲ့ပေါင်းတင်ဆက်ဆံတဲ့အခါမှာတပတ်သားရဲ့တွေးခေါ်မျှော်မြင်ပုံကိုသုံးသပ်ပါအမှန်တရားကိုလက်ခံပြီးခက်ခဲကြမ်းတမ်းနေလူနေမှုဘဝကိုရရဲဝဲဝဲ တည်ကြည်စွာဖြတ်သန်းနေသူလားဒါမှမဟုတ်မဖြစ်နိုင်တဲ့လူနေမှုဘဝမျိုးကိုတန်တမျော်မှန်းနေပြီစိတ်ကိုရင်ဆန်တဲ့လူမျိုးလား꽌အောင်꽌ပါအမှန်တရားကိုလက်ခံနိုင်သူဆိုရင်စွဲတရားမဟုတ်မိပါစေနဲ့သူတို့အပေါ်ဩဇာအရှိန်အဝါရှိဖို့ရာမလွယ်ပါဘူးဒါပေမဲ့စိတ်ကိုရင်ဆန်တဲ့အတွေ့အခေါ်တွေနဲ့မမောလွယ်သူတာယာလွယ်သူစိတ်အားသာဖြည့်ရရှိသူတွေဆိုရင်တော့ မလောက်စရာစိတ်ကူးရင်စတဲ့အိမ်မက်ရဲဝင်းတွေဖန်တီးပြီးဆွဲဆောင်ပါအယုံသွေးမှာနားကြသွားအောင် အားရပါရပြောပေးပါ ကိုဘဇာကခတ်သမျှစကားတွေကို လက်ခံသွားကြပြီဆိုရင်သူတို့ဘဝကို ကိုစိတ်ကြိုက်ချေလည်နိုင်မဲ့အချိန်အဝါမျိုးရသွားပါလိမ့်မယ်အထူးမဲ့ရဒီနေရာမှာသိထားရမယ့်အချက်က ကိုပေးတဲ့စိတ်ကူးရင်ဆက်ဆံအိမ်မက်ရဲဝင်းထက် ပုံမှန်မဟုတ်ကောင်းတဲ့အိမ်မက်မျိုးကိုဗျိုင်းထူပေးခံရရင်စိတ်ပြောင်းသွားကြပြီ ကိုထက်သားတဲ့လှဲစားသူနောက်ရောက်သွားတတ်တာပါအဲ့ဒီလိုပဲအချိန်အလိုက် စိတ်နေစိတ်ခံအလိုက်အခြေအနေအလိုက် လူတွေရဲ့အယုံလွယ်မှုအမျိုးမျိုးပြောင်းလဲနေနိုင်ပါတယ်ဒါကြောင့်အမှန်တရားရဲ့သဘောတဘာဝနဲ့စိတ်ကူးရင်ဆန်းတဲ့သဘောတဘာဝတွေကိုကိုယ်တိုင်နားလည်ထားမှ ကိုကြိုးထွက်အောင်အသုံးချတတ်မှာဖြစ်ပါတယ်အမှန်တရား ပြောင်းလဲမှုဆိုတာနှေးကွေးပြီးအချိန်ယူပါရီခက်ခက်ခဲခဲကြိုးပမ်းအားထုတ်ထားမှု ကံအကြောင်းကောင်းမှု အရင်အနည်းပေးဆမ်းမှုနဲ့စိတ်ရှည်တီးခံမှုများစွာရှိမှသာ အကျိုးရလကောင်းထွက်ပြီး ပြောင်းလဲနိုင်တာဖြစ်ပါရီစိတ်ကိုယဉ်ဆံမှု အကြောင်းတိုင်းဆိုင်လို့ဇာကောင်းမိပြီးအကွက်ကောင်းရင်ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားနိုင်တယ်ဘယ်မေမမလှုပ်ရှားလဲမလို့တော့ဘူးကံကောင်းနေစရာလဲမလို့တော့ဘူး အရင်အနေကျဘေးစံနေစရာမလိုတော့တလို့ဘာကိုမှစိတ်ဖူနေစရာမလိုတော့ဘူးထီမဲပေါ့ရင်ဘဝပြောင်းလဲနိုင်မယ်ဆိုပြီးအာသာဖြည့်စိတ်နဲ့ကိုကိုကိုအယုံသွေးမှုမျိုးဖြစ်ပါတယ်ထင်မှတ်မထားတဲ့ပြောင်းလဲမှုကြီးရနိုင်မယ်ဆိုတဲ့အယုံသွေးမှုဂရီတူတွေနဲ့လူတွေကိုလှည့်စားတာမျိုးဖြစ်ပါတယ်စေရသာဘဝကလည်းချမ်းသာကြွယ်ဝသူဖြစ်စေရမယ်နာပြားနေသလားကိုစားဖို့မလိုပဲစူတောင်းနိုင်ရင်ပြောင်းလိမ့်မယ်စသဖြင့် မဖြစ်နိုင်တဲ့အကျိုးရလကောင်းတွေနဲ့များခေါ်ပြီးနောက်လိုက်တို့အောင်လဲစားတာမျိုးဖြစ်ပါတယ်။ဒီနည်းနဲ့လူတွေကိုအယုံသွင်းအများထုံနေကြတဲ့ကိုကျိုးရှာသူတွေအများကြီးရှိပါတယ်။အမှန်တရားကျင်းဝင်းတဲ့စီမင်းတွေကလူမှုလောကကြီးကိုအဖက်ဖက်ကနေထိန်းချုပ်ထားပါတယ်။နေပင်အလိုက်သူအတိုင်းသာနဲ့သူ ရှိနေပြီ။သဆိုင်ရာရဝဲတစ်ခုနဲ့တစ်ခုနေဆက်သလိုကုလူဆက်ဆံသွားလာကြရပါတယ်။စိတ်ကူးရင်ဆံမှု လောကကြီးထဲမှာကိုယ်စိတ်နဲ့ကိုယ်ကြိုက်သလိုနေခွင့်လူတိုင်းမှာရှိတယ်။ကျေဝဲတွေစီးမင်းတွေဆိုတာကဘဝကိုလှလက်စွာစွန်စားရှင်သန်ခွင့်ပိတ်ပင်ထားတာနဲ့တူတယ်။ခရစ်နှစ်1900အစောပိုင်းလောက်က လန်ဒန်မှာဂျော့ဆယ်မနာစာဆိုတဲ့လူထုလူဆန်းလူငယ်တယောက်အကြောင်းဟိုးလေးတကျော်ဖြစ်ခဲ့တယ်။အရိကေကာလအင်္ဂလိပ်လူမျိုးတို့အတွက်စိတ်ကူးရင်ဆန်းပါတယ်ဆိုတော့တရုတ်ပြည်နာကဖော်မိုစာပြည်သားပါလို့လူတိုင်းနဲ့မိတ်ဆက်တိုင်းပြောပါတယ်။ သူပြောတဲ့အတိုင်းဆိုရင်ဖော်မိုဆာပီကဒီကနေ့ခေတ်ထိုင်ဝမ်ရှိတဲ့အနာလောက်ကပါ။အော့စဖို့တက္ကသိုလ်ကြီးကတော့မှဖော်မိုဆာဘာသာစကားသင်ကြားပို့ချပေးဖို့ဖိတ်ခေါ်ခဲ့ပါသေးတယ်။အဲဒီနောက်မှာဖော်မိုဆာပီရဲ့ကျောင်းဖော်မိုဆာ History and Geography နာမည်နဲ့စာအုပ်ရေးပြီးထုတ်ဝေခဲ့တော့လေ။နေ့ချင်းကြချင်းအယောင်အယဆုံးစာအုပ်ဖြစ်သွားခဲ့တယ်။အင်္ဂလန်ရဲ့တော်ဝင်မိသားစုကတော့ဆေမနာစာကို အထူးဧည့်သည်ဖြစ်ဖိတ်ကြားပြီးများစွာအတူစားခဲ့ကြပါသေးတယ်။ ဒီနေ့ခေတ်လို့ပြောရရင်ဆယ်လီအစေးဖြစ်ခဲ့တာပါဘယ်သွားသွားဖော်မိုစာပြည့်အကြောင်းဇက်ဆုံပတ်ဆုံပြောပြီးလူထင်ကြီးအောင်လုပ်နိုင်ခဲ့သူဖြစ်ပါတယ်ဆမ်မနာစာသေးသွားတော့မှ သူပြောတဲ့ဖော်မိုစာအကြောင်းတွေကဘောက်တဲကရရီမန်သိသွားကြပါတယ်အမှန်တော့ဆမ်မနာစာကလူရရဲ့စိတ်ကိုဖန်နိုင်ခဲ့လို့အဲဒီလိုမျိုးလှည့်စားနိုင်ခဲ့တာဖြစ်ပါတယ်ဒေတဲ့အထိသူ့လမ်းကျုပ်တွေကို ထိန်းထားနိုင်ခဲ့ပြီးထိုးစန္ဒာတွေကိုမမောလွယ်တဲ့ပြည်တိုင်းတွေရဲ့စိတ်ကူးတွေကိုအမြတ်ထုတ်ခဲ့တာဖြစ်ပါတယ် အမှန်တရားသေခြင်းတရားသေသူကိုရှင်အောင်ပြန်လုပ်လို့မရတယ်လို့ပြီးခဲ့တဲ့အတိတ်ကိုပြောင်းလဲလို့မရပါစိတ်ကိုရင်ဆန်မှုဘာပဲဖြစ်ဖြစ်မကောင်းတာတွေဖြစ်လာရင်တော့ကောင်းအောင်ပြောင်းလဲလို့ရတယ်တက်ရှိလိုမျိုးပကြီးစီယာယိုဟန်နက်ဘယ်မီရဲ့အနုပညာလက်ရာတွေဟာအင်မတန်တန်မိုးကြီးပြီးသူမတူထိုးခဲ့တဲ့လက်ရာတွေဖြစ်ပါတယ်ရေးဆွဲခဲ့တဲ့ပကြီးကားချက်အရေးအထွက်လေးနေတာကြောင့်အင်မတန်ရှားပါးပါတယ် 1939ခုနှစ်လောက်မှာဗန်မီးရဲ့အလက်ရာတွေဗတိဈေးကွက်ထဲထူးထူးဆန်းဆန်းရောက်ရှိလာခဲ့ပါတယ်။အားရကြောင့်ဗတိအခက်ခဲပညာရှင်တွေများစွာရှေ့ထွက်ပြီးအထူးအဆင့်ခွဲခြားပေးခဲ့ကြပါတယ်။မသိရင်ဘုရားသခင်ယေရှုကယ်တင်တော်မူခဲ့လို့ဒေဝဟာနေတပန်ရှင်သန်ထားမြောက်ခဲ့တဲ့လာဇရုလိုပဲအထိတ်ကိုပြောင်းလဲနိုင်လိုက်တယ်လို့မျိုးဖြစ်သွားတယ်။နောက်ပိုင်းကျမှဗန်မီးရဲ့ပျောက်ဆုံးလက်ရာတွေလို့ထင်ထားကြတဲ့ဗတိကားတွေက ဗဂျီကားတို့ရေးတဲ့ dash လိုမျိုး health family ရတဲ့လက်ချက်တွေမှသိလိုက်ရတယ်။မေဂန်ရာအနေနဲ့တခြားဗဂျီဆရာတွေကိုတွေ့ပါလို့ရလျက်တာနဲ့ဘာလို့ family ကိုမှတွေ့ပါခဲ့တာလဲ။လူတွေရဲ့စိတ်ကူးစိတ်တမ်းဖြစ်ခြင်းစိတ်ကိုသိနေကြလို့ပါ။ family ရဲ့လက်ရသေးရဖို့ဘာပဲပေးရပေးရအဆုံးခံပေးမဲ့သူတွေရှိနေမဲ့သူသိနေကြတယ်။ဗဂျီအကဲကတချို့တော့မေဂန်ရာရဲ့လက်ရာတွေကို family ရဲ့လက်ရာတွေဖြစ်ထောက်ခံခဲ့ကြသေးတယ်။ ဆိုလိုတာကလိုရီရဲ့စိတ်ထဲမှာမေဂန်ရန်ရဲ့လက်ရာတွေကိုဗန်မီရဲ့လက်ရာတွေဖြစ်ပါစေဆိုရဲအလိုဆန္ဒတွေဘလောက်တောင်များနေမလဲသိတာပါ रे အထူးမှတ်ရန်စိတ်ကူးရင်ဆန်မှုရဲ့တော်ကြက အလန်းကွာဝေမှုဖြစ်တယ်စိတ်ကူးရင်ဆန်တဲ့စိတ်ကိုအသုံးချပြီးကိုကြိုးရှာမယ်ဆိုရင်လိုရီရဲ့စိတ်နဲ့စိတ်ခံကိုကြိုတင်မြင်နိုင်အောင်ဆန်းစစ်ပါနေစတဲ့အရာတွေနဲ့မဆွဲဆောင်မပြားရောင်ပါနဲ့အလန်းဝေးကွာတဲ့အရာတွေနဲ့သာမြားကောပါ လူတွေရဲ့အိမ်မက်ကိုအမှန်တကယ်အလားထဲရောက်ထဲမှဖြစ်တော့အောင် မလောက်စရာငစားရီချပြီးကိုချိုးအထွက်များခေါ်ပါမုသားဆိုတာကဆွဲမှုတစ်မျိုးပဲဖြစ်တယ်တပတ်သားရဲ့စိတ်ကို ပြောင်းလဲသွားအောင်တပည့်လှဲတဲ့သဘောနဲ့ဆွဲလိုက်ခြင်းပါအမှန်တရားကတော့ ADA ဆန်နိုင်ပါ रे အမှန်ပြောတဲ့လူလူမုံများပဲမင်းမုသားသုံးပြီးစကားချုံရင်တော့လူတိုင်းရဲ့ချစ်ခင်လေးစားမှုကိုမလွဲမသွေရနိုင်ပါ रे အမှန်စကားထက်အမားမများတဲ့စကားတွေနဲ့အစဉ်ပြေအောင်ပေါင်းသိမ်းဆက်ဆံပါအခုဖတ်ပြပေးကြတာတော့နေဥပရိသ32အကြိုက်ဆောင်မီကိုကျိုးရှာပါဆိုရက်နေဥပရိသပဲဖြစ်ပါတယ်ခင်ဗျာဒီနေဥပရိသကနေကျွန်တော်တို့ဒီနေ့လောကကြီးမှာအမှန်တရားနဲ့စိတ်ကူးရင်ဆံမှုတွေရဲ့ကွဲပြားခြင်းတွေကိုကောင်းကောင်းကြီးသဘောပေါက်ခဲ့ကြလိမ့်မယ်လို့ယူဆပါတယ်ခင်ဗျာနောက်တစ်ပုဒ်မှာလေးနေဥပရိသ33အားနေချက်ကိုရှာပါ ဆိုတဲ့ new operator လေးကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုနားတော်တာဆင်မိကြပါဦးခင်ဗျာ